မင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ်အပီဆိုဒ်29မှာတော့ဂျင်းနဲ့မီယာတို့ကကြောက်တိမုံဖြတ်ဖို့တောင်းဝင်ကြနေပါလေသူချင်းမမီယာကဂျီကိုနင်ရှယ်လီနဲ့တကယ်တွေ့နေကြတာလားဆိုပြီးတော့မေးနေပါလေဂျီကတော့မဟုတ်ပါဘူးဘာလို့အားလုံးကအဲ့လိုထင်နေကြတာလဲဆိုပြီးတော့ပြောလိုက်ပါလေမီယာကလည်းငါလည်းမသိဘူးလေအားလုံးကနေရိုနီယာကိုတွဲနေကြပြီဆိုပြီးတော့ပြောနေကြလို့ပါဆိုပြီးတော့ပြောလိုက်ပါလေမီယာကလည်းဂျီကသူများတွေပြောတာတွေက မဟုတ်ကြောင်ပြောမှာရှင်နဲ့ကအလုံးကြီးကြာသွားပါတော့။မိရကဂျေတို့ပါအတွက်အဖွက်တွေထောင်နေကြလားဆိုပြီးတော့မေးလိုက်ပါတယ်။ဂျေကတော့သူတို့ကစပိန်ပြိုင်ဖို့အတွက်အဖွက်ဖွက်နေကြတာပါလို့ပြောလိုက်ပါတယ်။ဟုတ်လား။ပြောဖို့ကောင်းမဲ့ပုံပဲ။ဒါနဲ့အဖွက်ရဲ့နာမည်ကရောဘာလဲလို့မိရကမေးလိုက်ပါတယ်။ဂျေကလည်းအခုလောလောဆယ်တော့ဟမ်မင်ဘက်လို့ပြောဖို့စဉ်းစားထားကြတယ်လို့ပြောလိုက်ပါတယ်။ထို့ချင်မှမိရကဟိုးယူဆုံငက်လေးကိုဆွလို့လား။ ငားလေကြောင်းပြီးရင် graphic designer လုပ်ချင်တာဆိုတော့ငါနေလို့အတွက်အသင်းလိုကိုလေးလုပ်ပေးချင်တယ်လုပ်ပေးလို့ရမလားဆိုပြီးတော့တောင်းဆိုလိုက်ပါတယ်ဂျေးကလေနေလုပ်ပေးချင်တော့လုပ်ပေးလေကျေးဇူးပဲလို့ပြောလိုက်ပါတယ်မီယာကတော့ပျော်နေချပါတယ်ဂျေးတို့လေသူတို့အလုပ်ပြီးတော့ပြန်မယ့်အချိန်မှာမီယာကဂျေးငါလည်းမကြခင်စက်ဘေးဝယ်တော့မှာအဲငါတကားမှမစီဘူးတော့မရှိတာဘူးအငေါ့နေစက်ဘေးစီသင်ပေးလို့ရမလားဆိုပြီးတော့မဝင့်တဝင်တောင်းဆိုကြည့်ပါတယ်ဂျေးကတော့ ။ငါအချိန်ရရင်တော့သင်ပေးမယ်လေ။လို့ပြောလိုက်ပါတယ်။မေယာမလည်းကြီးရဲ့ဒီစကားနဲ့တင်တော်တော်ကြီးကိုပျော်သွားရှာပါတယ်။တွန်ကသူကျောင်းကနေအိမ်ကိုပြောင်းရတဲ့အချိန်မှာတော့သူ့ဘေဂန်စတာကြီးတို့ကအရက်ထိုင်တောက်နေကြပါတယ်။တွန်ဖေကသူ့သားကိုမြင်တဲ့အချိန်မှာတော့သူ့နားကိုခေါ်ပြီးတော့သူတို့နဲ့အတူတောက်ဖို့ပြောနေပါတယ်။တွန်ကတော့သူပြင်းမှန်းလာတော့မတော့တော့ဘူးလို့ပဲပြောလိုက်ပါတယ်။ပြီးရင်တော့ဂျွန်ဖေးကသူ့သားနာသွားပြီးတော့ရှင့်နေပါတယ်။เจ้ามา တကောင်ကောင်ကမင်းကိုအနိုင်ကျင့်အဖေကိုပြောတော့အဖေကိုယ်တိုင်အဲ့ဒီကောင်တွေကိုလိုက်သမပေးမယ်လို့ပြောနေပါတယ်။တွင်ကတော့မိုးနေတဲ့သူ့အဖေကိုစကားတွေအများကြီးပြောနေတော့ပဲနဲ့။ဒါလက်ချင်းကလို့ပို့ဆပိန်တစည်းလောက်ဝယ်ပေးပါအောင်ဆိုလို့ပြောလိုက်ပါတယ်။သူ့အဖေကလည်းဆပိန်ဟုတ်လား။အေးဟေးကောင်ရင်ဆပိန်တစည်းအခုချိန်ဘယ်လောက်လောက်ရှိလဲပြောစမ်းဆိုပြီးတော့သူ့တပည့်တွေကိုမေးလိုက်ပါတယ်။နားမလဲပါလိနေတဲ့ကောင်ကလည်းချက်ပြီးတော့ ဝမ်9000လောက်ဆိုရင်ရလောက်ပါတယ်လို့ဖြေလိုက်ပါတယ်။ဂျွန်ဖေးကလည်းချက်ချင်းပတ်စံအိတ်တွေက9000ရောင်တရက်ကိုထုတ်လိုက်ပြီးတော့ဒါကြိုက်တာတော့သွားဝယ်လိုက်တော့ဆိုပြီးတော့ပတ်စံကိုထုတ်ပြလိုက်ပါတယ်။ဂျွန်ကတော့အဖေလာနောက်နေရလားဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျွန်မဒီလိုအဖေမျိုးရှိနေတာကကန်ကောင်းတာလားကန်ဆိုးတာလားမသိပေမဲ့ကြည့်မိပါတယ်တော့အပုံကြီးတာပါတယ်။သူနောက်တွန်ကသူ့ဖေရဲ့တပြည့်တယောက်နဲ့လိုက်ပေါ်ကနေစပင်းဝယ်ဖို့လိုက်ကြည့်နေပါတယ်။ပြီးတော့ဗဇက်ကနေလည်း ငါတီငါတော့ ਨੇ ဘာသွားလို့လို့ရပါတယ်စပုတ်တန်တစ်ချောင်းတော့ရပါမလားမသိဘူးဆိုပြီးတော့ပွားစီပွားစီလုပ်နေပါတယ်ထို့နောက်စာပေအသိကိုမစည်းပြတော့လို့1တသိန်းနဲ့ရောင်းပါမယ်ဆိုတဲ့ပို့တစ်ခုကိုတွေ့သွားပါတယ်ဟာမိုက်လာကြီးလားတသိန်းနဲ့ရောင်းနေတာငါငါးတောင်းနဲ့ဈေးစစ်ကြည့်ဦးမယ်ဆိုပြီးတော့သွားပြီးတော့စာပို့လိုက်ပါတယ်စာထဲမှာတော့ငါးတောင်းနဲ့ရရင်ပိုက်ဆံတစ်ခါတည်းပို့ပေးမယ်ဆိုပြီးတော့ထည့်ရေးလိုက်ပါတယ်ပြီးမှဟာဒီတော့ငါ့ကိုလိန်နေနေဆိုရင်ရော လိုင်းမောကကောင်းနေကယုံရတာမဟုတ်ဘူးလို့ပြောနေပါတယ်။နောက်ကသူ့အဖေတပည့်ကလည်းတခင်လေးပိုက်ဆံကောင်ကအဲ့ဒီကောင်လိန်သွားရင်ကျွန်တော်အဲ့ဒီကောင်ကိုရေဆိုးမြေဆိုးလိုက်ရှာပြီးတော့တွေ့တဲ့တင်းကြဲမှာမြုပ်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ခဏနေတော့စပင်ရောက်မဲ့ကောင်ကစာပြန်ပို့လာပါတယ်။မင်းကအခုမှကြောင်းသားပဲရှိသေးတယ်မလား။ငါမင်းအတွက်ငါတော့တင်စကောက်ချပေးလိုက်မယ်ဆိုပြီးတော့ပိုက်ဆံပို့ပေးရမယ့်အကောင့်နံပါတ်ကိုပို့လိုက်ပါတယ်။ဒီလိုနဲ့တိတိတသားကြီးလိန်နေတာကိုတော့ ဒေါ်လုံငတုံးကတော့စပိန်တစီကိုဈေးပေါ်ပေါ်နဲ့ရတယ်ဆိုပြီးတော့အပျော်ကြီးပျော်ကပိုက်ဆံကိုလွှဲပေးလိုက်ပါတယ်။ဒီဘက်ကလူလင်ကောင်ကတော့ငချွတ်လေးတကောင်မိပြီးဆိုပြီးတော့ပြောနေပါတယ်။ခြေကတော့အပြက်မှာစပိန်ပြင်ဆိုင်ကို ဝင်ပြီးတော့သူ့စပိန်ကိုပြန်သွားရွေးပါတယ်။ခြေကတော့စပိန်ပြင်ဆိုင်က အမကြီးကိုသူတို့ပြန်ပဲဝင်မဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။မင်းတို့တကယ်ဝင်ပြန်ကြမှာလား။ကောင်းနေကောင်းနေ။အမေတို့တငယ်ချင်းတို့လည်းနောက်တစ်ချိန်ကျရင် ြန်အမရစရာအမတ်တရတွေရကြတော့မှာပဲဆိုပြီးတော့အမကြီးကအားပေးနေပါတယ်။ပြီးနောက်အမကြီးကပြင်ထားတဲ့သူ့ဆက်ဘင်းကိုထုတ်ပြလိုက်ပြီးတော့ဒီဆက်ဘင်းကမင်းဦးလေးကမင်းကိုပြီးခဲ့တာဆိုတော့တေချာကျူးဆိုင်ပြီးတော့စီနော်။ငါဒီဘင်းကိုအချိန်ပေးပြီးတော့အပိုင်းတစ်ခုချင်းစီကိုတေချာပြင်ထားပြီးတယ်။ပြီးတော့ရှေ့ဘင်းကိုလည်းငါရဲ့အရင်ဆက်ဘင်းဟောင်းကကာမွန်အဲရိုဘင်းနဲ့လဲပေးထားတယ်။ဒီဘင်းက၄ရက်ဖိရကိုလည်းထူးခွဲနေတယ်ဆိုတော့လမ်းဖြောင်းတွေမှာအသေးမြန်လိုက်မယ်။အဲဒါမှမြန်ပြီးတော့အော်ပေါ်လုံးရင်လည်း လက်ကန်ခါသွားတတ်တယ်အဲ့ဒါကိုသတိထားပြီးတော့မင်းကိုအဓိကမာဂျင်နာကဒီမင်းကနည်းနည်းလေးအင်တာနက်တင်ကြိုးသားနိုင်တယ်ဆိုတော့အရင်တစ်ခါခါလိုအန်ရီအများတဲ့ဟာကိုတော့ထားမလို့မိဘူးတော့လိုတယ်ဆိုပြီးတော့ကြိတ်ကိုတိချာမာနေပါတယ်ကြီးကတော့ဘလောက်ကြလဲဆိုပြီးတော့မေးလိုက်ပါတယ်ရှစ်ပိန်ဘူတော့မပေးနဲ့ငါလည်းအသုံးမလိုလို့လို့ပြီးလိုက်တာပြင်တဲ့လက်ခတ်ကတော့ပြင်ပွဲမှာနိုင်မှာပဲတောင်းတော့မယ်လို့အမကြီးကပြောလိုက်ပါတယ်ကြီးကလည်းနည်းနည်းတော့တမျိုးကြီးဖြစ်သွားပါတယ်ပြီးရင်တော့အမကြီးက ငါမင်းတို့ကိုပြိုင်ပွဲမှာပထမရဖို့ယုံကြည်တယ်။အဲ့ဒီပြိုင်ပွဲမှာပထမစုကိုယူပြီးတော့စီးသုံးလို့ accident ဖြစ်ပြီးတော့ဆုံးသွားတယ်ဆိုတော့အဲပြောတင်ကြတဲ့မင်းဦးလေးရဲ့တိတ်ခါကိုပြန်ဆက်လာခဲ့ဆိုပြီးတော့မာနေပါတယ်။ကြည့်ရတာဒီအမကြီးလေ။စံပြုံဘဲကြီးရဲ့အင်တာဗျူးကိုကြည့်လိုက်ရတဲ့နဲ့တွေ့ပါတယ်။ကြည်ကတော့ယုံကြည်ချက်အပြည့်နဲ့ပဲကြည့်နေလိုက်ပါတယ်။နောက်တစ်ခါမှာတော့လူတယောက်ကရှုပ်ပေါက်နေတဲ့ခန်းထဲမှာအိတ်နေပါတယ်။သူကတော့ဖင်နီဖြစ်ပြီးတော့သူ့တငယ်ချင်းကိုဆောင်းကသူ့ကိုလာနိုးနေပါတယ်။ဟေးအောင် အယူကောင်ထတော့ငါတို့ကကြောင်းကတော့ဆင်းလာပြီမင်းကတနေ့ကိုအိတ်ထတော့မထသေးဘူးလားဆိုပြီးတော့ပြောနေပါတယ်ဖင်းနီကတော့ဘယ်ချင်းရှိပြီလဲဆိုပြီးတော့မေးတော့ကိုဆောင်ကဟေးဟောရှင်းနိုင်ချိုးနေပြီမင်းကကြောင်းလဲမလာဘူးဖုံးဆက်တော့လဲမကင်နဲ့ငါကတော့တခခုများဖြစ်လားဆိုပြီးတော့လာကြည့်ကြလို့ပြောလိုက်ပါတယ်ထို့နောက်မှာတော့ကိုဆောင်ကပိုက်ဆက်ဝမ်တောင်းနေစာလေးတစ်စောင်ကိုတွေ့လို့ကောက်ဖတ်ကြည့်လိုက်တဲ့အချိန်မှာတော့ဖင်းနီရဲ့မိကသူ့သားလေးတွေထားခဲ့တဲ့စာလေးဖြစ်နေပါတယ် စာထဲမှာတော့သူလုတ်သွားပြီးဖြစ်ကြောင်းနဲ့သူမရှိတဲ့အချိန်အစားပုံမှန်စားဖို့နဲ့သူ့အခန်းကိုတန်ရှင်းရလိမ့်ပါလေလို့မှာထားတဲ့စာလေးဖြစ်ပါတယ်။ပက်ဆန်ကလည်းသူ့သားလေးအတွက်မုတ်ဖိုးဖြစ်ပါတယ်။ကြည်ရတာဖီနီတို့ကအမေတစ်ခုသားတစ်ခုဖြစ်ပြီးတော့ပက်ဆန်လည်းမရှိကြပါဘူး။ကိုဆောင်ကတော့သူ့မိမနဲ့ကခြံထားခဲ့တဲ့စာဖြစ်မယ်လို့ပြောနေပြီမလဲ။ဖီနီကတော့ပက်ဆန်ဘလောက်ထားခဲ့လဲလို့မေးလိုက်ပါတယ်။1000ဆိုတော့9000နဲ့ဘာလို့ရမှာလဲ။ ဆက်လက်ဖို့တသာပဲရှိရဆိုပြီးတော့ပြောနေပါတယ်။ကိုဆောင်ကတော့ဒီနေ့အခန်းပိုင်းကပြောလိုက်တယ်။မင်းနောက်တစ်ကြိမ်ကျောင်းထပ်ပြင်ကျောင်းကနေထုတ်တော်မယ်တဲ့ဆိုပြီးတော့ပြောပြနေပါတယ်။ဖယ်နီကတော့ဆက်လက်ကိုထုတ်သွားလိုက်ပြီးတော့ဘာမှမပြောဘဲနဲ့ငြိမ်နေလိုက်ပါတယ်။ဒီနေ့မှာပဲဒီ episode လေးကိုအဆုံးသတ်ထားပြီးတော့ brother တို့အနေနဲ့နောက်လာမယ့်အပိုင်းတွေမှာ finny နဲ့ဂျီတို့အဖွဲ့တွေဘယ်လိုများတွေ့ဆုံကြပြီးတော့တဖွဲ့တဲ့သားတွေဖြစ်သွားကြလဲဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ